ကဲဒီနေ့မို့တော့ကျွန်တော်တို့မျိုးဝေါကောလနာဒစိကြီးရချင်းတဲ့ဂုံကြီးတို့အတွက်မိုဘိုင်းလေးချက် update အသစ်ကြီးရောက်ရှိလို့သာယူပဲဖြစ်ပါတယ်ခင်ဗျာဒီ update ကြောင့်မို့အားလုံးမြင်ကြတဲ့အချိန်မှာကျွန်တော်ရဲ့ဝေါ collection point 9000နီးပါးလောက်တိုးသွားတယ်တော်တော်လေးမိုက်တယ်ဒါလည်းမကသေးဘဲနဲ့ကျွန်တော် remain hero နှစ်ကောင်ဖြစ်တဲ့ Kimian Glue ရဲ့ပါတစ်ခါလေးပါလာတော့ကျွန်တော်တို့တွေ့မြင်ရမှာဖြစ်ပါတယ်ဆိုရင်တော့ကျွန်တော်ဒီ update အသစ်မှာဘာလဲအများကြီးပြောင်းလဲသွားလဲဆိုတော့သိချင်တယ်ဆိုရင်တော့ video လေးကိုအဆုံးထိ share ချလိုက်ရောကောင်းကြီး let's go ပထမဦးဆုံးအနေနဲ့ gain နဲ့ဝင်လိုက် gain နဲ့ဝင်ပြီးဆိုတာနဲ့ collection ဆိုတဲ့ဥစ္စာလေးကိုနှိမ့်လိုက်နှိမ့်လိုက်ပြီးဆို င်ကျွန်တော်ဒါမျိုးလေးပြနေနိုင်မယ်ဒါကတော့ပြောင်းလဲမှုအကြီးကြီးပေါ့နော်အဲ့မှာ damage collision ဆိုတာပေါ်လာမယ်ပေါ်လာတဲ့အချိန်မှာ brother တို့မြင်တဲ့အတိုင်းပဲ boundary main color တွေ chamber del တွေအစားရှိသဖြင့်အရာတွေအကုန်လုံးကိုကျွန်တော် collision point အဖြစ်ပေါင်းပေးမှာဖြစ်ပါတယ်အားလုံးမြင်ကြရတယ်မယ်ကျွန်တော်ဆိုရင် point 9000ကျော်လောက်ထပ်ပြီးပေါင်းသွားတယ်ဆိုတော့မို့9000လောက်ကျွန်တော်ဖြစ်သွားတယ်ပေါ့နော်ဆိုတော့မို့ဒီအချက်ကြောင့်မလို့ကျွန်တော်တွေ wall collector ရတဲ့သူတွေပို့ပြီးများလာနိုင်မယ်လို့ကျွန်တော်ဒီကနေပြောချင်တယ်ဆိုတော့မို့ကျွန်တော်တွေအသေးစိတ်လေးချက်ရှိုးလိုက်အောင် let's go ဒ ကျွန်တော်တို့တစ်ခုချင်းစီကိုအသေးသေးကြည့်မယ်ဆိုရင် collection ဆိုတဲ့ခေါင်းစဉ်အောက်မှာ showcase ရှိမယ် showcase ရဲ့အောက်မှာ second ရှိမယ်ဒါကတော့ပုံမှန်ပဲပြီးပြီဆိုရင် image collection ဆိုပြီးအစ်စ်ထပ်ပါလာတယ်ပေါ့နော်အဲ့ဒီမှာဘာတွေပါလဲဆိုတော့မြင်တဲ့အချိန်မှာကျွန်တော် notification တွေပါတယ်ဗျ notification တစ်ခုကိုဒီမှာပြောထားမှုံကြီးอ่ะ तू อ่ะ point နေရတော့တက်တယ်ပေါ့နော်ဒီအောက်က notification ကျွန်တော်တွေနည်းနည်းဈေးမကြီးရဲ့ notification ဆိုပြီး point 90တောင်တက်တယ်ကျွန်တော် brother room နေနဲ့ဒီမှာ point ဘယ်နှစ်ခုရှိလဲကျွန်တော်ဆို14ခုရှိရယ်14ကိုနည်းနည်းကောင်းပြောင်းလိုက်28ဆိုရဲတော့မဟုတ်ဘူး point 2800ကျွန်တော်တို့တက်မယ်ပေါ့ နော်ဒါအကြံပြင်းအပြင်ကျွန်တော်တက်လို့ရတယ်ပြီးပြီဆိုရင် swan fan swan fan ဆိုလဲကျွန်တော် swan fan တစ်ခုကို100တန်ရှိမယ် point 100တက်တဲ့ဥစားရှိမယ်ပေါ့နော်အောက်မှာ point 20တက်မဲ့အရာလည်းရှိတယ်ပေါ့နော်အဲ့မှာကိုဘလောက်ပိုင်လဲဆိုတာကိုကျွန်တော်တို့ကမြောက်ထဲလိုက်ရင်ရပြီကျွန်တော်ဆိုရင်24ခုတောင်ပိုင်တာဖြစ်တဲ့ကြောင့်မို့124နဲ့မြောက်လိုက်1400အမ် easy လေးပဲပြီးပြီဆိုရင်ကျွန်တော် recall recall ဆိုရင်လဲကျွန်တော် epic recall ပေါ့နော် epic recall တစ်ခုကို point 800လောက်ပေးပါလေဆိုရင်မို့ကျွန်တော်ခုနှစ်ခုပိုင်တာဖြစ်တဲ့86 56ပတ်ပတ်သေးချပေါင်းပေါင်းခုဆိုရင် sorry တော့ခေါင်းကြီးဆိုရတဲ့ကြောင့် မလို့ခေါင်းကျိုးအနေနဲ့ဘလောက်များသွားလဲဆိုတော့တွက်လို့ရမယ်ပြီးပြီဆိုတော့ကျွန်တော်ကျွန်တော်တို့ဒီမှာဆိုရင်ဒါဘာရီကောတွေပါလေအဲဒါဆိုရင်ကျွန်တော် MPL ရီကောတွေပေါ့နော်ဒါမျိုးဆို point 900ပေးတယ်ပေါ့နော်ပြီးပြီဆိုတော့ကျွန်တော်တို့အဲဒါမျိုးရီကော event နေထဲမှာပါရီကောဆို point 300အထိပေးတယ်အဲပြီးပြီဆိုရင်ကျွန်တော်အောက်မှာထပ်ပြီးကြည့်မယ်ဆိုရင်ကျွန်တော်ထက်ရှိသေးတာရှိသေးတယ်ဗျာကျွန်တော်တို့နည်းနည်း free ရတဲ့ recall လေးဆိုရင် point 60လောက်ပေးတယ်ပေါ့နော်ဟုတ်ပြီကျွန်တော် elimination effect လေးကိုကြည့်မယ်ဆိုရင် elimination effect တစ်ခုကို200 TD ပေးပါလေပြီးပြီဆိုရင်ကျွန်တော်တို့နည်းနည်းဈေးမကြီးဥစ္စာဆိုရင်100 ာလောက်ပေးတယ်ပေါ့နော်ဒါပါပဲပြီးရောင် trade back ကျွန် trade back ဆိုရင်လည်း level တစ်ခု150တောင်ပေးတယ် oh my god what the hell အောင်တကယ်ကြီးလား တကယ်ကြီးလားအယောင်ယောင်တကယ်ကြီးပေးတာပေါ့နော်ဒါကတကယ်ကြီးမပေးလို့လည်းမရအောင်ဘာလို့လဲဆိုတော့ကျွန်တော် legend second ရဲ့ travel ဖြစ်နေတဲ့ကြောင့်မလို့ပေးကိုပေးရမယ်ပေါ့နော်အတန်တော့မရရင်ကျွန်တော် sorry ပါပြီးပြီဆိုရင်ကျွန်တော်တို့ဒါမျိုးလေးရှိမယ်ပေါ့နော်ဒါ free ရတဲ့ဥစ္စာလေးထားပါတော့ဘာညာသာရကလေးပေါ့နော်အဲ့ဒါဆိုရင်တရားဒီအောက်မှာဆိုရင်ကျွန်တော် starlight ဥစ္စာလေးဆိုရင်90ပဲပေးရမယ်ပေါ့နော် okay ဆိုတော့ point ရတာတွက်လို့ရတယ်ဗျပြီးပြီချင်ရင်ကျွန်တော် statue ပုံနေပေါ့နော်ရုပ်ထုတွေရုပ်ထုတွေကကြတော့ကျွန်တော်ဒီမှာဆိုရင်အာကျွန်တော်ဒီ epic ရုပ်ထုကြီးဆိုရင်2500 ပေးတယ်ပေါ့နော်ကျွန်တော်ကဒီ app ရုပ်ထုပိုင်ထားဖြစ်နေကြောင့်မလို့2500ရမှာပဲဖြစ်ပါတယ်ကျွန်တော်ပြီးကြတော့ star light လို့လို့ဘာလို့လို့ free ရတဲ့အရာအများစုကတော့150သွားမယ်ပေါ့နော်ပြီးပြီဆိုတော့ကျွန်တော် battle ပေါ့နော် battle ကတော့မြင်နေတိုင်းပဲဘလို့ battle or battle emote battle ဆိုတော့လန့်အောင်လန့်သွားတယ်ဘာမြန်လဲလို့ကျွန်တော် emote တွေဆိုရင်ဒီမှာဆိုရင်ကျွန်တော် event ထဲမှာပါတဲ့ emote တွေဆို30တတိပေးတယ်ပြီးကြတော့ဇင်းနေတဲ့ emote ရှိလားကျွန်တော်တစ်ချက်လောက်ရှာကြည့်မယ်ဆိုရင်တော့ဖြင့် emote တွေအကုန်လုံးကတစ်စည်းတည်းပဲ what the hell အကောင်းကြီးတို့ အမုံမုံမုံတစည်းတည်းမဟုတ်ဒီအောင်ပါဆိုကျွန်တော် free ရတဲ့ emote လေးရှိရဲသူဆိုရင် point 5ခုပဲပေးတယ်ပေါ့နော်နဲတော့နေနေပြီးကြ can action နေပေါ့နော် action ဆိုရင်ကျွန်တော်တို့တစ်ခု20တောင်ပေးတယ်ပေါ့နော်20ဆိုတော့မနိုင်ကြွရင်နဲသလားလို့ပေါ့နော်နည်းနည်းလေးနဲတယ်လို့ကျွန်တော်ခံစားမိရဲအောင်ပါဆို20ပို့တော့နဲသေးတယ်ပြီးကြတော့ quick chat ပေါ့နော် quick chat ဆိုရင်လည်းပဲအဲကျွန်တော်တို့ဒါအတန်နေပေါ့နော်ကျွန်တော်တို့ဒီမှာဆိုရင် handle x handle falcon လို့ဆိုကျွန်တော်အတန်နေရထားတာရှိတယ်အဲ့ဒီမှာဆိုရင်ကျွန်တော်တစ်ခု5ဟဲ့ရောအဲ့ voice line ညာတာပဲပေးရလား what the ရောင်ကြီးမမိုက်တော့မိုက်တော့ဆိုတော့ brother တို့အနေနဲ့ဒီမှာတော့ဒါပဲပါမယ်ပေါ့နော်ဒါလည်းမပြီးသေးဘူးနောက်တစ်ခုရှိသေးတယ် namesh collection ဆိုတာရှိသေးတယ်ဒီမှာကျတော့ကျွန်တော်ပေါ်လာတယ်ပေါင်နေပေါ့နော်ပေါင်နေရတာဒီမှာဆိုရင်ကျွန်တော်ဆိုရင် legend ပေါင်နေရတယ် legend ပေါင်တစ်ခုမှ200ပဲရှိရ what the ဟုတ် legend ပေါင်တစ်ခုမှ200ပဲပေးရလား what the okay ဆိုတော့ ဒီမှာဆိုရင်ကျွန်တော်အောက်မှာဆိုရင်တော့ဒါကကျွန်တော် event တွေမှာရတဲ့ဘောင်တွေပေါ့နော်တရား point တရားပေးတယ်ကျွန်တော် name color name color ကတော့ကျွန်တော်တစ်ခုပဲရှိရပြတဲ့အကြောင်းမလို့အဲ200ရတယ်ပေါ့နော်ပြီးကြတော့ chat belt တွေ chat belt တွေက400တိတိရတယ်ကျွန်တော်ကတော့အားလားလေးတွေကိုအားရင်ဖောက်တယ်ဗျာဆိုတော့ကျွန်တော်မှာကတော့ခုနှစ်ခုလောက်ရှိရယ်ပြီးကြတော့ banner ပေါ့နော် banner ကတစ်ခုပဲရှိရယ်အများစုရပြီးသားဖြစ်မှာပါဆိုတော့ loading effect loading effect ကတော့ကျွန်တော်ဒီဒါအဲဘယ်လိုပြောနာယူလို့ထွက်လာမယ်ဆိုတော့ loading effect အစ်စ်တွေပေါ်လာလိမ့်မယ်အခုကတော့ loading effect ကနှစ်ခုပဲရှိသေးတယ်ပြီးတော့ dynamic portrait ကလည်းတစ်ခုပဲရှိသေးရယ်ပေါ့နော်ဆိုတော့ဒီနှစ်ခုပေါ်လာ တာဖြစ်နေကြအောင်လို့ကျွန်တော်အတွက်ကတော့ကျွန်တော်ကိုပိုင်၅ပေါင်းတော့ပို့ပြီးတော့အပွိုင်ကြီးပုံများသွားတယ်ပေါ့နော်ဆိုတော့ brother တို့လည်းပဲဟိုဝေါ်ကော်လာတာရကန်နီနာဆိုရင်လုံးဝဝေါ်ကော်လာတာရပြီလို့ချင်းတည်ပြောသူရတဲ့အချိန်မှာပါတယ်ဗျတခြားဘာတွေအများကြီးတောင်းလဲသွားသေးလဲဆိုဒီထဲမှာတော့မရှိတော့ဘူးကျွန်တော်တွေထပ်ပြီးကြောင်းလဲသွားတာဒီ preparation ထဲမှာရှိမယ်ပြီးပြီဆိုရင်ဒီမှာ customization ဆိုတာရှိမယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဒီဒီဒီအလေးတွေကိုလူမျိုးပြောင်းလို့ရတယ်ဗျဟဲ့ဘာလဲတော့မသိဘူးပေါ့နော်ဒီလိုမျိုးလေးကျွန်တော်တို့ပြောင်းလို့တော့ရတယ် အမ်အမိုင်းမြတ်တိုင်းတော့မလောက်ဘူးလို့တော့ခံစားရတယ်ပေါ့နော်ဒိုင်းမလင်း ထူးဆန်းနေတော့ထူးဆန်းနေလို့ပြောမှာပေါ့နော်โอเคပြီးပြီဆိုတော့ဘာဒီပြောင်းလဲသေးလဲဆိုတော့ကျွန်တော်တို့ရေအာရီမန်ဟီးရိုးနှစ်ကောင်လုံးထွက်လာတယ်ဗျာဘာလဲဆိုတော့ကျွန်တော်တို့ရေမတ်စမန်လေးကကျွန်တော်တို့ကင်မီဗျာကင်မီရီဗန်ထွက်လာတယ်ကျွန်တော်ဒီ second ကတော့ရီဗန်လုံးမပေးထားပါနဲ့ကျွန်တော် basic second တွေကတော့မြင်တဲ့အတိုင်းပဲအခု revamp ရတယ်ပေါ့နော်ဆိုတော့မို့ second ကိုလည်း revamp လုပ်လိုက်တယ်လို့ကျွန်တော်တို့ရေသူ့ရဲ့ skill တွေအကုန်လုံးဒီဘက်ကိုလည်း revamp လုပ်ထားတယ်ဆိုတော့ brother တို့အနေနဲ့ဒီ video မကြည့်ရသေးဘူးဆိုရင်လည်းကျွန်တော်တင်ထားတဲ့ video လေးရှိတယ်တခြားတော့သွားကြည့်လို့ရမယ်ပေါ့နော်ဆိုတော့ကြောင့်မို့လို့ ော်တော်လေးမိုက်သွားတယ်လို့ထင်နေပြတော်တော်လေးမိုက်သွားတယ်တော်တော်လေးမိုက်သွားတယ်ဒါကတော့ကျွန်တော်ဒီစက်စကင်ဒါပေမဲ့ကျွန်တော်ဒီစက်ကင်တွေကမပြောင်းလဲဘူးဆိုတာကတော့အဲ့မို့သူကစက်ကင်တွေ add ဟို revamp လုပ်မယ်ဆိုရင်နည်းနည်းလေး နည်းနည်းလေးဟွာဖြစ်တယ်ဆိုတော့စကင်းတွေကတော့မပြောင်းဘူးဒါပေမဲ့စကင်းဖက်တွေကတော့ပြောင်းမယ်ပေါ့ဗျာโอเคကျွန်တော်ဒီတကောင်တည်းနေမဟုတ်ဘူးနောက်နေ့ကျွန်တော်တန်နေကဘာရှိသေးလဲဆိုတော့အဲဂလူးရှိသေးရပေါ့နော်ဂလူးရဲ့ဒီ special စကင်းကတော့ rebrand လုပ်မထားဘူးကျွန်တော်ဒီလိုမျိုးရိုးရိုးစကင်းရင်ငောင်းစကင်းရင်ကတော့ကျွန်တော်တွေအဲ rebrand လုပ်လိုက်တယ်ပေါ့နော်ပြီးကြတော့သူ့ရဲ့စကင်းဖက်တွေကကိုယ်တိုင်ကလည်း rebrand လုပ်ထားတယ်ဆိုတော့ငါတို့လို့အနေနဲ့ဒီစကင်းဖက်တွေပါတယ်ကြည့်ချင်တယ်ဆိုရင်အဲကျွန်တော်ရဲ့ video တင်ပေးထားတယ်ကျွန်တော်အဲ့ video brother တို့နေတော့ကြည့်လို့ရတယ်ပေါ့နော်အဲ့မှာ guide မဟုတ်ဘူးနော်ဘာတွေပြောင်းလဲသွားလဲဆိုတာကိုပဲ 드럼 앱 이용하며 비합니다. ဆိုရအောင်မို့ glue player တွေတော့ကျွန်တော်လဲ glue player ပါเนาะ glue ဆော်တယ်ဆိုရအောင်မို့ကျွန်တော်လဲ glue ပြန်ခိုင်းมาရတော့မယ်ဗျပြီးပြီဆိုရင်ကျွန်တော်တို့ဘာတွေထပ်ပြီးပြောင်းလဲသေးလဲဆိုတော့ကျွန်တော်ထပ်ကြည့်လို့ရမယ်ဒီထက်ဒီထက်ဝင်လိုက်ပြီးပြီဆိုရင် patch note ပါညာအန်ဒီမှာဆိုရင်ကျွန်တော်ရေးပေးထားတယ်ဗောနော်ဒီမှာဆိုရင်ကျွန်တော် revamp hero နှစ်ကောင်ရှိမယ်အမ်ပြီးပြီဆိုရင်ဘယ်ရောက်သွားပြီလဲဘယ်ရောက်သွားပြီလဲခဏလေး patch note patch note အန်လိုလေးလောက်ပါကျွန်တော် revamp hero နှစ်ကောင်ရှိမယ်ကင်မီရဲ့ကျွန်တော်တို့ glue ရဲ့ဗောနော်စာရှင်ကြီးကတော့ကိုယ့်အကူဖတ်လိုက်တော့ brother တို့လည်းဖတ်တတ်ဖတ်တတ်မယ်ဗောနော်ကျွန်တော်ကျွန်တော်တို့ဖတ်မှပြရတော့ဟုတ်ပြန်မလားပြီးပြီဆိုရင်ကျွန်တော် ော် hero adjustment နေလာမယ်ရီဆန်ရှင်းကို तू က revan နဲ့ထည့်မထားဘူးဗျရီဆန်ရှင်းကို तू ကဘာလုပ်ထားလဲဆိုတော့ adjustment လုပ်တယ်လို့ပဲ तू ပြောထားတယ်ရီဆန်ရှင်းကလည်းအမ်တော်တော်လေး fine နေပေါ့တော်တော်လေး fine နေသူရဲ့ edit make ကြီးကစပြောင်းလဲသွားပြီပေါ့နော်ဆိုရအောင် brother သိကျင်သွားဆန်းလန်းပြန်ရင် vala တို့ဘာတို့ပေါ့နော် vala တို့ဘာတို့လဲ तू ကတိုးထားတယ်လို့တော့ပြောတယ်ဟုတ်လားမဟုတ်လားမသိဘူးပေါ့နော်ပြန် leo mode လည်းဘက်ပေးထားတယ် bb ဆိုတော့နောက်ထပ်ဘာတွေရှိအောင်မဲ goal ကိုလည်းဘက်ပေးထားတယ် oh my god ဟဲ့ goal ကအမန္တန်ပြန်ဝင်လာမြန်ပြန်ဝင်လာမှာနော် oh my god natan လည်းဘက်ပေးထားတယ် okay ကြိုက်ပြီ clean လည်းဘက်ပေးထားတယ် fanny ကို show လိုက်ပြီ Fanny ကဘာမြန်းမလို့လဲ Fanny ကို short လိုက်ပြီး okay Harry ကိုလည်း Harry ကတော့ short တင်နေတာကြာပြီဘာလို့လဲဆိုတော့ Harry ကဒီမတ်တာမှာတော်တော်လေးချက်နေတဲ့မှာဖားတယ်ဗျဆိုတော့မို့ Harry ကိုလည်းဒီမှာ nap တဲလိုက်တော့ကျွန်တော်တို့နေတွေ့မြင်ရတယ်တော်တော်လေးမိုက်တယ်အဲကျွန်တော်တို့သဘောကျပါတယ်ဆွယူဆွယူကလည်းချက်နေတဲ့မှာပါတယ် nap တဲလိုက်တယ်ကောင်းတယ်ကြိုက်တယ် Granger nap ထားတယ် Granger လည်းချမ်းနေတယ်မှာပါတယ်ဗျလိန်ကိန်းမှာဆိုလုံးဝထိမ်းမရဘူးနော်ပြီးကြ CC CC ကလည်းလိန်ကိန်းမှာချမ်းတယ် Nafta တွေကောင်းတယ် Fair Twin Fair Twin ကိုပြန်ပြီးတော့မြင့်ပေးထားတယ်ဆိုတော့ Fair Twin မှာတာမြန်ပြန်သွင်းချင်လာပါဘူးနော် ဲ့ဆိုရင် John Hapley အတွက်ကျွန်တော်တို့ဒီမှာဘတ်ပေးထားတယ်စာရင်းတော့ကျွန်တော်ဖတ်မပြတော့ဘူးเนาะပြီးပြီဆိုရင် Novaria ဟာလား Novaria ဘတ်ပေးထားတယ်ကာချာဘတ် okay Xbox ဘတ် okay Benmon ဘတ် okay ကောင်းပြီခင်ဗျာ